မိုင်ဆွန်ခါဒီနေ့ win from the north ကနေ sharing လုပ်သွားပေးမယ်။ရှမ်းအစားအစာကတော့ရှမ်းတီဆွဲစုံဟင်းဒါမှမဟုတ်ချန်စီယိုဟင်းလို့ခေါ်လို့ရမယ်။ဖက်တီတော့ဟင်းနဲ့သူနဲ့လိုက်ဖက်တဲ့မိုးနှံဖြစ်ထောင်းချက်နီလေးပါရှင်။ ဖက်တီတော့ဆိုတာကလေကျမတို့ရှမ်းပြည်မြောက်ပိုင်းကတိတ်လုံတွေအတိကစားကြပြီးတော့တောင်သူတွေက ကို့လေကို့ရကို့အိမ်ချန်စီယိုးတွေမှာအလွယ်တကူအရှိတဲ့အရွက်ကလေးတွေကိုခူးပြီးပဲပုံနဲ့ချက်စားကြတဲ့အရွက်စုံဟင်းမှာဒီနေ့ဈေးရောက်တော့ရှာရှာပါပါဟင်းရွက်တချို့ရတာနဲ့ခြံသေးကအရွက်တွေရောခူးပြီးတော့ဖက်တီတော့ချက်ဖြစ်ပါတယ်။ တော်ချက်ဖို့အတွက်ကိုကြိုက်တဲ့ဟင်းရွက်အစုံကိုရနိုင်တဲ့ဟင်းရွက်အစုံကိုတေချာလေးရွေးပြီးတော့တင်ထားပေးပါရှင်။ဟင်းရွက်ကကိုကြိုက်တာစူးပုတ်အဲကိုချန့်စီယိုမှာရှိတဲ့အရွက်ကင်းပုံရွက်အဆင်ပြေလို့မျိုးကိုကြိုက်တဲ့အရွက်တွေအမျိုးစုံရှာထည့်လို့ရပါတယ်ရှင်။ ဟင်းရွက်တွေကို တေချာလေးရွေးတင်ထားပြီးပြီဆိုရင်တော့အိုးတလုံးထဲမှာခရမ်းချင်သီးတွေကိုကိုထဲမဲ့အရွက်နဲ့တင့်တော်တဲ့ပမာဏလီပြီးထည့်ပေးပါပြီးရင်ပဲပုံမီးခင်မုံလည်းကိုတင့်တော်တလို့ကိုကြိုက်တလို့ထည့်ပေးပါပြီးရင်တော့စာအရတာမုံစအနှဲငယ်ထည့်ပြီးတော့ရေထည့်ပြီးစူပွက်အောင်ဟင်းရေကြအောင်တည်ထားပေးရပါမယ် ဟင်းရည်စုပွက်လာပြီဆိုရင်တော့အရင်ဆုံးကြက်ရခတ်တဲ့ညောင်ချင်ရွယ်စူးပုတ်ခယန်းဒီစတာတွေကိုထည့်ပြီးတော့မှခယန်းဒီအနစ်ဖြစ်အောင် နူးလာတဲ့အထိတည်ထားပါမယ်။ ဟင်းရီအိုးလေးတည်ထားတော့ကျမတို့မိုနှံဖြစ်လေးဆက်ထောင်းပါမယ်ရှင်။အရင်ဆုံးပဲပုတ်ချက်ကိုမီးခင်မယ်။မိုကိုလည်းမီးခင်ထားပါမယ်။တချို့တွေကကြက်သွန်ဖြူငရုတ်သီးကိုလည်းရော်ပြီးမီးခင်ကြပါမယ်။ကျမကအစိမ်းထောင်းတာပဲပူကြိုင်းလို့အစိမ်းပဲထောင်းထားပါတယ်။ပြီးရင်တော့ပဲပုတ်ရဲ့ကြက်သွန်ငရုတ်သီးတို့ကို အရင်ဆုံးရော်ထောင်းပါမယ်။ငရုတ်သီးတွေထောင်းလို့ညက်လာပြီဆိုရင်မိုထည့်ပါမယ်။ မိုးကိုဆက်ထောင်းပြီးရင်တော့ရှမ်းနန်နန် ထက်ထောင်းပါမယ်ရှင်။နောက်ဆုံးထောင်းရင်ထောင်းရင်နဲ့ညက်လာရင်တော့ကျမတို့ပင်စိမ်လေးထည့်ပြီးတော့မှထောင်းပါမယ်ရှင်။အဲ့ဒါဆိုရင်တော့ဖက်တီတောနဲ့တွဲဆိုင်မဲ့မိုးနှံဖြစ်ထောင်းလေးရပါပြီရှင်။ ှံဖြစ်ထောင်းလေးလည်းအစင်တင်းဖြစ်တဲ့အချိန်မှာကျမတို့ဟင်းရီအိုးကလည်းအနှစ်တွေကျနေပြီဆိုတော့ကြံတဲ့အရွက်တွေဆက်ထည့်ပါမယ်။ဒီနေရာမှာခုနကဟင်းရီထည့်ရင်ရေနေရောရေထပ်ထည့်ပါမယ်။အရွက်တွေကကြက်လွယ်တဲ့အရွက်တွေမျိုးခဏလေးလည်းထည့်ပါမယ်။ဟင်းရီလည်းပွက်အရွက်တွေလည်းကြက်ပြီးဆိုရင်တော့အရန်အစားကောင်းတဲ့ရှမ်းဟင်းဖတ်တီတော်လေးရပါပြီ။အားလုံးလည်းလိုက်လှုပ်ရှားကြည့်ကြပါအောင်ရှင်။